မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မတ်လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အင်းတော်မျိုးသိန်းတိုက်ပွဲကိုစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းကိုမတ်လ25ရက်နေ့ကအင်းတော်ကတာလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခတ်ခဲ့ရာစစ်ကြောင်းဟာပြတ်သွားပြီးတော့လက်နက်54လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကတာမျိုးခမရ309ကနေထွက်လာပြီးတော့အင်းတော်မျိုးကိုစစ်ကူလာတဲ့အဲ့ဒီစစ်ကြောင်းကို KIA KPDF ကတားခရိုင်တိုက်ရင်တည်မိုတာတိုက်နယ်ပကဖနဲ့ကတားမြို့နယ်ပကဖပူပေါင်းအဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တဲစစ်ဒေသကဒီကနေ့မတ်လ22ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အင်းတော်မြို့နယ်အဆက်ကတားမြို့နယ်ပင်လွတ်ချေးရွာအနီးပန်းတော်ကြီးပန်းတော်လေးတောင်မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကြောင်းကိုဘုံမူးလင်းထက်ဆိုသူကဦးစီးပြီးတော့ခမရ106ခမရ309ခလိုက်ရ6ပူပေါင်းအင်အား150ကပါတဲ့စစ်ကြောင်းဟာ 33ဦးသေဆုံးသွားပြီးတော့10ဦးဒဏ်ရာရရှိက32ဦးဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ KIA ကဥဆောင်တဲ့စီရေးသတင်းကတော့သိတဲ့အတိုင်းပါပဲ။တော်တော်လေးကိုသတင်းတွေကိုထိန်းထားပါတယ်။အဓိကကတော့ဗျူဟာကြကြတိုက်ခိုက်ထားတာပါ။ဒီလောက်အထိအထိနာအောင်တိုက်ဖို့ဆိုတာတော်ရုံပဲလွယ်ပါမလဲလို့ PDF တအူးကသုံးသပ်ပြောပြထားပါတယ်။စစ်ကောင်စီတပ်ထံကနေပြီးတော့ MA1 29လက်၊ MA2 6လက်၊ MA3 12လက်၊ MA4 3လက်၊ MA11 တလက်၊ MA15 တလက် anti drone gun တလက် MA10 ဘုံဒီ38လုံး MAG 8000တောင်း MA15G 2000တောင်း60မမဘုံဒီ18လုံးကြီပေါက်133ခုကြောပိုးဂျမ်ဘာတစ်ခုစက်သွေးရေးစက်တစ်လုံးအထိုင်ဖုန်းတစ်လုံးနဲ့ကြီကအုတ်ထုတ်12လုံးတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့အသိပေးထားပါတယ်တိုက်ပွဲအတွင်းမှာကာကွယ်ရဲဘော်နှစ်ဦးကြာဆုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကြောင်းကိုပြတ်အောင်တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ဟာမတ်လ16ရက်နေ့ကစပြီးတော့ ကတာခမာယာ309ကိုစစ်ကောင်စီကရဟတ်ရင်နဲ့အင်အားတွေဖြည့်တင်းနေတယ်လို့သိရပါတယ်မက်စလာ16ရက်နေ့ကနေမက်စလာ20ရက်နေ့အထိရဟတ်ရင်9ချိန်ဆင်းတက်ခဲ့ပြီးတော့လူနဲ့လက်နဲ့ခဲရမ်းများကိုပုတ်ပင်းနေတယ်လို့ကာကွယ်ရဲဘော်တို့ကသတင်းပေးပို့ထားပါတယ်အင်းတော်မျိုးသိန်းတက်ကွဲကိုတော်လိုင်းတက်များက2024ခုနှစ်ဩဂတ်လ16ရက်နေ့ကစတင်ပြီးတော့တိုက်လိုက်နားလိုက်နဲ့မျိုးသိန်းတက်ကွဲကိုဆင်နွှဲနေခြင်းဖြစ်ပြီးတော့စစ်တပ်ဟာဂျပန်လှိုင်ကူဂုံးမှခံစစ်အခိုင်အမာတိစောက်ပြီးတော့ခုခံနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်ဆက်တပ်ရဲ့ခလိုက်ရ268တပ်ရင်းကတပ်ရင်းမူဒုတိယဗိုလ်မှူးကြီးဝေလင်းထွန်းနဲ့ဒုတိယရင်းမူအောင်တီဟာတို့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ18ရက်နေ့မှာဖလန်းမြို့ခလိုက်ရ268တပ်ရင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်ဆက်တပ်ကတပ်ရင်းမူဒုတိယဗိုလ်မှူးကြီးဝေလင်းထွန်းနဲ့ ဒုတက်ရင်မူအောက်ဒီဟာတို့တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗါးခလိုက်ရ268ကတိုက်ရင်မူ18ရက်နေ့ကကျသွားပါတယ်သူ့ရဲ့မိမကတော့ကျမ်းမာရေးအကြောင်းပြပြီးတော့ဖလန်းတက်ထဲမှာလိုက်မနေဘူးသူ့ဇာတိမော်လမြိုင်မှာပဲနေတယ်လို့သိရတယ်တိုက်ရင်မူအပြင်ဒုတက်ရင်မူအောက်ဒီဟာလည်းကျသွားတယ်လို့စီဒီအမ်ဘိုးကြီးဇင်ရောကသတင်းပေးဖို့ပြောကြားထားပါတယ်လက်ရှိအချိန်မှာမော်လမြိုင်မြို့မှာရှိတဲ့တိုက်ရင်မူ ဒုဗုံမူကြီးဝေလင်းထွန်းရဲ့အမျိုးသမီးက၎င်းရဲ့နေအိမ်မှာနာရေးပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ဒါကြောင့်တိုက်ရင်မူဝေလင်းထွန်းကြာဆုံးတဲ့သတင်းကိုတော့အတိပြုနိုင်တယ်လို့စီဒီအမ်ဗိုလ်ကြီးဇင်ရောကပြောပြထားပါတယ်။ဖလန်းမျိုးတိန်တိုက်ပွဲမှာခလိုက်ရ268တိုက်ရင်ကဒုတိယတိုက်ရင်မူအောက်တီဟတိတ်ဆုံးသွားမှုကိုလည်းတပ်သတင်းရင်းမြစ်ကအတိပြုထားပြီးတော့၎င်းနဲ့နှိစက်တဲ့ဆွေမျိုးသားချင်းတအုပ်ကလည်းထပ်မံအတိပြုပြောကြားထားပါတယ်။ဒုတိယရင်မူအောက်တီဟကရန်ကုန်ထောက်ကြံတပ်ကယာဒူးတိုးပြီးတော့ဖလန်းကိုပြောင်းသွားတာ ထမလက်မောင်းကိုကြည်စံထိတယ်နောက်တော့လက်ပြဘုံမှန်ပြီးတော့တေးဆုံးပါတယ်မိသားစုစီကိုတော့အလောင်းပြန်မပုတ်ပါဘူးဖလန်တက်ထဲမှာပဲသကြိုလိုက်တယ်လို့ဆွေမျိုးသားချင်းတူကရှင်းပြထားပါတယ်မက်လ17ရက်နေ့မနက်9:00နာရီကမှဖလန်မြို့မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ဖျားချောင်းဂုံးနဲ့စေယုံဂုံးတို့ကိုအကြမ်းဖက်ဆက်တကလေချောင်းကနေပစ်ကူယူကာထိုးစစ်စင်တိုက်ခိုက်လာခြင်းကြောင့်တိုက်ပွဲစတင်ဖြစ်ပွားပြီးခလိုက်ရ2 6ရက်တရင်ကိုအပိသက်သိမ့်ပိုင်နိုင်ရေးအတွက်တံပြန်ထိုးစစ်စင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဗဒေါမြို့နယ်အုတ်ရှိပင်မြို့အနီးမှာအေအေနဲ့စစ်ကောင်စီတပ်များတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလကစတင်ပြီးတော့ဘကိုးတိုင်းဗဒေါမြို့နယ်ညောင်ချိုးတပ်စခန်းမှာအေအေနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်များဟာညောင်ချေတော့နဲ့အုတ်ရှိပင်မြို့များစီကိုဆုတ်ခွာလာတယ်လို့သိရပါတယ်။ ်မတ်လ14ရက်နေ့ကစတင်ပြီးတော့ညောင်ကျိုးစခန်းနဲ့ညောင်ချေတော့စခန်းကြားထဲမှာတိုက်ပွဲများအကြီးကျယ်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အုတ်ရှိပေမြို့မှာအခြေစိုက်ထားတဲ့စစ်တပ်ကညောင်ချေတော့စခန်းဘက်ကိုလက်နက်ကြီးများနဲ့အကြီးကျယ်ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ်။ဒီမနက်မှာဆိုရင်လေအုတ်ရှိပေမြို့ပေါ်မှာလက်နက်ကြီးတန်တွေကြားနေရပါတယ်။အခုတိုက်ပွဲဖြစ်နေတာကညောင်ကျိုးနဲ့ညောင်ချေတော့ကြားထဲမှာဖြစ်နေတာ အုတ်ရှိပင်မြို့ပေါ်ကနေလဲလက်နဲ့ကြီးတွေနဲ့တောက်လျှောက်ပြစ်ကူပေးနေတယ်။ညောင်ချရောက်ဆိုတာကအုတ်ရှိပင်နဲ့ကက်ရဆိုတော့တိုက်ပွဲတွေကတဖြည်းဖြည်းနဲ့ကိုအရန်ကိုနီးလာပါပြီလို့အုတ်ရှိပင်မြို့ကဒေသခံပြည်သူတို့ကပြောပြထားပါတယ်။လက်တလုံးမှာအုတ်ရှိပင်မြို့မှာတက္ကသိုလ်ဝန်ထမ်းစာမွေးရများပြုလုပ်လျက်ရှိပြီးတော့အဲ့ဒီစာမွေးရများပြီးဆုံးမှာက စာတင်ကြောင်းများအလုံးမှာစစ်ကောင်စီတပ်များကတပ်ဆွဲရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။အုတ်ရှိပင်မြို့ပေါ်မှာစစ်ကောင်စီကခုခံစစ်များကိုပြင်ဆင်လျက်ရှိရမှာရဲစခန်းနဲ့ဌာနဆိုင်ရာရုံးများသာမကမြို့ပြင်နေရာများပါပါလုံခြုံရေးအကာအကွယ်အတားအဆီးများအကြီးအကျယ်ချထားတယ်လို့သိရပါတယ်။ဘကိုးတိုင်းညောင်ကျိုးတိုက်ပွဲမှာအချက်မဲ့စစ်တပ်ရဲ့လေရင်များကမှားယွင်းဘုံကျဲချမှုနဲ့အေအေရဲ့တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်သားအယောက်120ကျော်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ကြာရှိနေတဲ့တပ်သားများအလုံးဟာလည်းတက်ပြတ်ပြီးတော့ထွက်ပြေးကုန်ကြတယ်လို့ ညောင်ကျိုးတိုက်ပွဲမှာပါဝင်ခဲ့တဲ့အလဲဝင်စစ်မှုတန်းတပ်သားတစ်ကိုနန်းလင်းသူကထုတ်ဖော်ပြောဆိုထားပါတယ်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဆက်ဆက်လျက်ရှိတဲ့ဘကိုးတိုင်းဗဒောင်းမြို့နယ်အတွင်းမှာရှိတဲ့ညောင်ကျိုးကျေးရွာတပ်စခန်းကိုအေအေဥဆောင်တဲ့ပူပေါက်တပ်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာလက်ရှိမှာကာကဲစခန်းများအလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ဆက်လက်ပြီးတော့တိုက်ပွဲတွေဟာပြင်းထန်နေစေဖြစ်တယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်တုခါကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြောက်ကလာပမြို့နယ်မှာအစီအလာဆက်တဲ့ရဲနှအူ ခွေးကိုက်ခံရပြီးတော့တအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မြောက်ကလာပမြို့နယ်တဲကစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေတဲကအစင်းလိုက်လံဆစ်ဆီးခဲ့တဲ့ရဲနှအူးဟာခွေးကိုက်ခံရပြီးတော့ခွေးယူပြန်ရောဂါကြောင့်မတ်လ19ရက်နေ့ညနေမှာတယောက်သေဆုံးသွားပြီးတော့ကျန်တဲ့တယောက်ကတော့ဆေးကုသမှုခံယူနေရတယ်လို့သေဆုံးသူရဲမိသားစုနဲ့နှိစက်တဲ့လူတွေကပြန်လည်ပြောပြထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့ည9:00နာရီကျော်လောက်ကဝေဘာကြီးလမ်းမကာကြီးရက်ကွက်ဘက်ကနေပြီးတော့ဝေဘာကြီးမြို့တဲထဲကရက်ကွက်တစ်ခုကိုအစင်းဝင်ဆက်ခဲ့ပြီးတော့အပြ ံမှာဝေဘာကြီးဈေးအနည်းကပန်းချန်နာမှာခွေးကိုက်ခံခဲ့ရတာလို့ရဲတပ်ဖွဲ့ဝင်နဲ့နှိစက်တဲ့မိသားစုဝင်တယောက်ကပြန်လည်ပြောပြထားပါတယ်ဖြစ်တာကတလတော်ကြုံနေပါပြီသုံးတာကတော့မနေ့ကညနေကပါခွေးကိုက်လိုက်တာကနှစ်နေရပါဘာမှမဖြစ်တော့ဘူးထင်ပြီးတော့မမ်းမဲမမ်းခဲ့တာ ်နောက်တစ်ယောက်ကတော့တွားချစ်ရလောက်ပဲရတာအသေးအံဖြစ်တာကဒီလာဆန်းပိုင်း၃ရက်နဲ့၄ရက်နေ့လောက်ကမှဖြစ်တာပါစစချင်းခေါင်းတချမ်းကြိုက်တယ်ကြိုက်တယ်ဆိုပြီးတော့အကြိုက်ခဲပြောက်စေးတွေတောက်တာမနေဘူးနောက်တော့ဘာမှလည်းမစားတော့ဘူးတစ်ချိန်လုံးပဲအံနေတာဆေးတော့တောက်တယ်ရေးတိုက်လို့လည်းမရဘူးအခန်းထဲကနေဘယ်အပြင်ကမှမထွက်တော့တာဆေးရုံပို့တာက၁၆ရက်နေ့မှပို့တာအဲ့ဒီနေ့မှပဲဆုံးသွားတာလို့ပြောပြထားပါတယ်အသက်၄၀ကျော်အရွယ်ရဲတပ်ဖွဲ့ဝင်တအူးတိတ်ဆုံးတာကိုမြို့နယ်ရဲတပ်ဖွဲ့ကသတင်းဖုံးထားပြီးတော့ရဲစခန်းဝင်းအတွင်းထဲမှာလဲနာရေးအတုပအခန်းထဲကိုပြုတ်လုပ်ခွင့်မပေးဘူးလို့သိ ့ရပါတယ်။မြောက်ကလာဘမြို့နယ်အတွင်းကရက်ကွက်18ခုနဲ့မြို့သစ်ရက်ကွက်2ခုမှာ2025ခုနှစ်နှစ်ဆန်းပိုင်းကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဥဆောင်ပြီးမြို့နယ်ရဲရက်ကွက်လုံခြုံရေးတွေနဲ့ပူးပေါင်းကအဲဆင်းစစ်ဆေးမှုတွေကိုအလဲအကျပြုလုပ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းစေတုဒ္ဒရာမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွာစစ်မှုထမ်းခိုင်းရန်လူငယ်များကိုစုဆောင်းပေးနေတဲ့အုပ်ချုပ်ရေးမှူးတအုပ်နဲ့စစ်တပ်ထောက်တိုင်နှစ်ဦးတို့ကိုပြစ်ခတ်တိုက်ခိုက်ရာသုံးဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ18ရက်နေ့ကစေတုဒ္ဒရာမြို့နယ်မြင်းဒီကုန်းကျေးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတအုပ်နဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်နှစ်ဦးကိုစေတုဒ္ဒရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော်လှန်ရေးဘော်များကပြစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှုနဲ့စစ်တပ်ထောက်တိုင်နှစ်ဦးဟာအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းရန်လူငယ်များကိုစုဆောင်းပေးခြင်းပြည်သူများထံကနေပြီးတော့ညီမျိုးစုံနဲ့ငွေညစ်တောင်းခံခြင်းများကို လုံဆောင်ပေးနေတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။တင်းဆုံးသွားတဲ့သူတွေစီကနေပြီးတော့စစ်ဝဲဆုံတချို့ကိုလည်းပိစီရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ကတော့အကြမ်းဖက်စစ်တပ်ကိုတရင်ပေးနေတဲ့ပြည်သူစစ်ဖွဲ့စည်းရန်ကြိုးပမ်းနေကြတယ်။ဒလန်မှန်သမျှကိုရှင်းလင်းသွားမှာပါ။အကြမ်းဖက်စစ်တပ်ထောက်တိုင်မှန်သမျှအကုန်လုံးပေါ့အခုတိုက်ခိုက်ခဲ့တဲ့ကောင်တွေကစစ်မှုထမ်းဖို့လူငယ်တွေကိုလူစုပေးတာတွေငွေညစ်တာတွေပတ်စံတောင်းတာတွေကိုစိုးစိုးဝါးဝါလှုပ်ဆောင်နေတဲ့သူတွေပါလို့စေတုဒ္ဒရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။စေတုဒ္ဒရာမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်တရ မှာအဓိကပါဝင်နေကြတဲ့မြို့နယ်အဆင့်ရပ်ကွက်အဆင့်ကျေးရွာအဆင့်အုပ်ချုပ်ရေးမှူးများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရန်နေရာများထံကနေပြီးတော့ချက်ချင်းနှုတ်ထွက်ကြရတယ်။အကြမ်းဖက်စစ်တပ်လက်အောက်ခံအဖွဲ့အစည်းများကိုတောက်တိုင်ပြုတ်လုပ်ခြင်းထောက်ပံ့ခြင်းတရင်ပို့ခြင်းများကိုပြုတ်လုပ်နေသူများကို ပြင်းပြင်းထန်ထန်အရေးသူသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့အုပ်ချုပ်ရေးမှူးများစစ်တပ်ထောက်တိုင်များစစ်စခန်းများနဲ့ရင်းနှီးများအနီးမှာသွာလာခြင်းမျိုးမပြုတ်လောက်ကြရန်စေတုဒ္ဒရာမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းများကိုစင့်ခေါ်ရမှာဥပဒေနဲ့အညီမလုပ်တဲ့အတွက်နေတရူကပြဿနာများကိုဖြေရှင်းနေရတယ်လို့အကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းကမက်စလာ20ရက်နေ့ကကလောတန်နယ်ကအရာရှိစစ်တီမိသားစုများနဲ့တွေ့ဆုံရမှာပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကစစ်မှုထမ်းများကိုစုဆောင်းရမှာအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးခြင်းပြူစောထီးများသတင်းပေးလူမိုက်များကလူငယ်များကိုဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုပြန်လည်ရောင်းချခြင်းများရှိနေကြောင်းလေလာစောင့်ကြည့်သူများကပြောဆိုထားတော်လဲအကြံဖတ်ဒုစစ်ခေါင်းဆောင် ဇိုးဝင်းကစစ်မှုထမ်းဥပဒေအသက်သွင်းပြီးတဲ့နောက်မှာစင့်ခေါ်ရေးအဖွဲ့အစစ်စစ်ဖွဲ့စည်းက သတ်မှတ်ထားတဲ့အရေးချင်းရှိသူများကိုသာဥပဒေနဲ့အညီတင်နာများဖွင့်လှစ်ပြီးတော့တင် जा ပေးခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။အခုလိုမျိုးဆောင်ရွက်ရမှာစစ်မှုတန်းစစ်ခေါ်ရေးအဖွဲ့အချို့ကဥပဒေလုံထုံးလုံနီးများနဲ့အညီမဆောင်ရွက်တဲ့အတွက်စစ်မှုတန်းစစ်ခေါ်ရမှာမလိုလားတဲ့ငွေကြေးမတမာမှုများကြောင့်စုဆောင်ခံရတဲ့စစ်မှုတန်းအချို့မှာအခက်အခဲအကျတဲများဖြစ်ပေါ်လာကပြဿနာများကိုဖြေရှင်းနေရတယ်လို့ပြောဆိုခဲ့ပါတယ်။စစ်မှုတန်းဥပဒေကိုစစ်ကောင်စီတပ်ကအင်အားတောင့်တင်းအောင်အသက်သွင်းခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်။စစ်မှုတန်းစစ်ခေါ်ရေးအဖွဲ့များရဲ့မှားယွင်းတဲ့လုံဆောင်မှုများကိုတွေးရှိ ပါကစစ်ကောင်စီတပ်သားများကတပ်ဆိုင်ရာကိုတင်ပြရန်လဲလိုအပ်ကြောင်းအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာဒုစစ်ခေါင်းဆောင်စိုးဝင်းကရွေးကောက်ပွဲပြုလုပ်ပေးမဲ့ကာလကို စစ်ကောင်းဆောင်ကကဘာတိကျင်ညာခဲ့ပြီးဖြစ်တယ်လို့ပြောပါတယ်ပါတီကိုယ်စားလှယ်များမဲဆွယ်နိုင်ရန်ရွေးကောက်ပွဲကျင်းပနိုင်ရန်အရေးကြီးတဲ့နယ်မြေတည်ငြိမ်အေးချမ်းရေးစစ်ကောင်းစီတပ်သားများနဲ့ရဲတပ်သားပြူစောထင်းများအပါအဝင်မိဖက်များပေါင်းပြီးတော့လုံခြုံရေးတွေတိုးမြင့်သွားရန်လိုအပ်ကြောင်းကိုလည်းပြောကြားခဲ့ပါတယ်စစ်ကောင်းစီအနေနဲ့စစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာအသက်သွင်းခဲ့ခြင်းဖြစ်ပြီးတော့စစ်မှုထမ်းနေဥပဒေမှာအခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာထွက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်းစီကရေးဆွဲတဲ့စစ်မှုထမ်းနေဥပဒေထွက်ရှိလာပြီးတဲ့နောက်ပိုင်း ်စစ်မှုတန်းစင်ခေါ်ရမှာစာနဲ့စင်ခေါ်ခြင်းများကိုလည်းပြုလုပ်လာတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့စစ်မှုတန်းစင်ခေါ်မှုအပတ်စဉ်၁၁အထိရောက်ရှိလာပြီးဖြစ်ကရခိုင်တင်တန်းစင်များဟာစစ်မြေပြင်ကိုဆေးလွတ်ခံရပြီးတော့ပေဆုံးမှုများလည်းရှိနေကြောင်းသတင်းများမှာဖော်ပြချက်များနဲ့ပေဆုံးစစ်မှုတန်းများနဲ့ဤဆက်သူများရဲ့ပြောပြချက်များအရာသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ